ိုအောင်မင်းမြစ်ကမေးထားပါတယ်မေးစရာလေးတစ်ခုရှိလို့ပါဆရာကျွန်တော်အပါနောက်ဆုံးအချိန်မှာအကျွေးပေးရမယ့်သူတွေကိုစည်ရင်းနဲ့တကွရေးပေးခဲ့ပါတယ်ဆရာအဲ့ဒီအထဲမှာနောက်ဆုံးပေးရမယ့်သူတွေကိုရှာပြီးပေးပါတယ်ဆရာတချို့သူတွေကတော့ဘေးဒင်းတွေဖြစ်ပါတယ်ဆရာဘလို့မှရှာလဲမတွေ့ဘူးဆရာပေးရမယ့်သူတွေရဲ့ပစ္စည်းတန်ဖိုးကိုအပါကအတိအကျမှားသွားပါတယ် ဆရာအဲ့ဒီလူတွေကိုရှာလို့မရဘူးဆရာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအစ္စလမ်တရားတော်မှာဘယ်လိုပြသထားပါတယ်လဲဆရာဘယ်လိုဆက်ပေးရမလဲဆရာကျေးဇူးပြုပြီးဖြေချားပေးပါဆရာအလ္လာဟ်ရှင်အစာပေးတနာတော်မူပါစေဘစ္စမလာဟ်ရာဟ်မာနီရာဟီမ်တူအကျွေးပေးရမယ့်အကျွေးရှင်တွေကိုရှာလို့မတွေ့တော့ဘူး ဒါမှမဟုတ်ရင်လည်းအကျွေးရှင်တည်ဆုံးသွားပြီ၎င်းရဲ့အမွေစားအမွေခံဒီတော့ရှိနေတဲ့တို့တော့အဲ့ဒီ၎င်းရဲ့အမွေစားအမွေခံနေနဲ့လည်းပဲအဆက်အသွယ်မရဘူးအဲ့တော့အဲ့ဒီအချိန်မျိုးမှာအကျွေးရှင်ကိုပေးရမယ်အဲ့ဒီအကျွေးပမာဏကိုသဝါပြည့်နိယတ်မပါပဲနဲ့ဇကာတ်စားထိုက်တဲ့သူတို့အုပ်ကို ဆဒကာလူဒန်းလိုက်ရမှာဖြစ်ကဲအမွေစားအမွေခံတွေအကျွေးရှင်ရဲ့အမွေစားအမွေခံတွေရှာတိသွားရင်တော့သူတို့ပေးလိုက်ရမှာပေါ့စရောကူတူနေနဲ့အလားဘလို့မှရှာလို့မတွေ့တဲ့ခါကျတော့စဝါပ်ကနီယတ်မပါဘဲနဲ့လူဒန်းလိုက်တယ်ဆိုရင်အကျွေးရှင်ကမွတ်စလင်မဟုတ်ဘူးဆိုရင်အကျွေးရှင်ကမွတ်စလင်မဟုတ်ဘူးဆိုရင်လည်းပဲအဲ့ဒီ လူတန်းလိုက်တဲ့အပေါ်မှာသူ့ရဲ့အဖေအပေါ်မှာရှိနေတဲ့အကျွေးတောင်းဝန်ကကြည်ပြွန်သွားမှာဖြစ်အကယ်၍အဲ့လိုလူတန်းလိုက်တဲ့ပုံစံမှာအကျွေးရှင်ကမွတ်စလင်ဖြစ်နေတယ်ဆိုရင်တော့အဲ့ဒီအကျွေးလူတန်းလိုက်တဲ့ပုဂ္ဂိုလ်ရဲ့တောင်းဝန်ကြည်ပြွန်သွားတဲ့အပြင်ကိုအဲ့ဒီအကျွေးရှင်ဖြစ်တဲ့မွတ်စလင်ကအဲ့ဒီဆဒကာလူတန်းလိုက်တဲ့ဆဝါဘ်ကိုအင်ရှာအလ္လာရရှိသွားမှာဖြစ် အကယ်၍အဲ့ဒီငွေကြေးကိုဟလာအကျွေးရှင်ရှာမသိတော့ဘူးဆိုပြီးတော့မလူထမ်းပဲနေမယ်ဆိုရင်တော့ကေယမနစ်မှာသရေစစ်ဆေးခြင်းခံရမှာဖြစ်နောက်တစ်ခုကအဲ့ဒီလူထမ်းပြီးတဲ့နောက်မှာမှအကျွေးရှင်ကရောက်လာတယ်ဆိုရင်အဲ့ဒီအကျွေးရှင်ကို လူထမ်းလိုက်တယ်ဆိုတဲ့အကြောင်းအလားသဝဘကိုခင်များရဝမယ်ဆိုပြီးတော့အကျွေးကိုမဖလုတ်ပြီးဘူးသူပြောဆိုကြည့်ရမယ်ဒါပေမဲ့သူက အကျွေးပဲပြန်တောင်းနေတယ်ဆိုရင်တော့သူ့အနေနဲ့ခမည်းစီကသူ့ရပိုင်ခွင့်အကျွေးကိုတောင်းခံခွင့်ရှိတယ်ခမည်းလည်းပြန်ပေးရမှာဖြစ်